ယ်တက်လာတိုင်းကျမကြည့်လို့မဝအောင်ခဏခဏကိုပြန်ကြည့်ရတက်လာတိုင်းကြည့်တယ်သူအဲ့ကားထဲကနေလမ်းရိုက်လိုက်တဲ့ပုံလေးသူ့ရဲ့မျက်နှာမဝေလိုက်ရမှာဆိုလို့ဟောအပေါ်စီမံနဲ့ရင်ထဲရလာတဲ့စေတနာတရားတွေကလေစကားအများကြီးပြောဖို့မလိုပါဘူးရှင်ဟုတ်ပါလာနေခိုင်မြန်ရင်းရဲ့ဆူမြန် ကျွန်တော်တို့ဆိုအဲ့ဒီအလှငွေလေးတွေကြည့်ပြီးလို့ရှင်ဝမ်းတာဝမ်းနဲ့မျက်ရည်ဝဲတာပေါ့နော်200တန်လေးတွေ90တန်လေးတွေကအစအကုန်လုံးအဲ့ဒီလာလူတဲ့စိုင်းအဖွဲတွေအဲ့လိုအမှုပညာရှင်တွေဆိုလေကိုဖိုးချစ်လက်တဲ့ရောက်ရောက်လာလို့ရှင်ပတ်စံထုတ်လေးတွေကြည့်ပြီးတော့ခုနှစ်ရက်သားသမီးရဲ့အလှအစ်စ်ပါပဲဟုတ်ယုံကြည်ရဲ့ကျွန်တော်တို့မှန်သမီးကမြန်ပြီးတော့ယုံထလာမှကြပါဦးစကိုင်းလည်းအတူတူပါပဲစကိုင်းမအတူတူပါပဲအကုန်လုံးကပြန်ပြီးတော့ယုံထနိုင်မင်းဟိုဟာယုံကြည်ပါပဲအင်းအားအင်းအားတွေရှိရပေါ့ရှိပါလေ အာဖြစ်ပြီဆိုတော့ချက်ချင်းလိုက်ချင်တာပေါ့ဒါပေမဲ့လို့ကျမတို့အလှငွေစုတာနဲ့ပါနဲ့ဥက္ကဋ္ဌကလည်းအဲ့ဒီတော့ကမွေဟွာမှာနော်လှိုင်းတရာမှာတူကနေကနေတော့မတီငွေလိုရည်ဆိုတော့ကျွန်တော်အဲ့ဒီကလို့ရတဲ့၃ညလုံးကကျွန်တော်လှူပြီးပဲဆိုပြီးတော့ အဲ့မှာသူ3400ကျော်900လောက်စရရတဲ့ထင်တယ်။ရတော့သူအလှတော့မခံအလှမခံမဲနဲ့အဲ့ဒီသူ post လေးတွေတင်လိုက်တော့အလှငွေတွေလည်းရရလာတယ်။သူပရိသတ်တွေသူမိတ်ဆွေတွေကဟမ်လေး3400ရဲ့လောက်လာကုန်ရမှထင်တယ်။တပြိုမန်းလေးရောက်လာတယ်။ဟုတ်တယ်။မန်းလေးစကိုင်းဘက်ကိုကျမတို့28ရက်နေ့ဖြစ်တယ်ဆိုလို့ရှိရင်ကျမထင်တယ်တရက်2ရက်နေ့လောက်မှာကျမတို့ရောက်သွားပါတယ်။ရောက်သွားတော့အမွေရမန်းလေးမှာရှိနေတာရှိနေပေမဲ့လို့သူဦးတဲ့ဗရမများတဲ့ငါစိတ်ဆင်းရဲလို့ပေါ့နော်ငါမျိုးတဲမထွက်ဘူးတဲ့။မွေးကပသိမ်ကြီးမှနေတာ။ကျမတို့ ရောက်လူအဖွဲရန်ကုန်ကနေရောက်လာတော့မှသူကကျမကိုလာကြုံရင်းနဲ့မှကျမတို့ဟိုညိုတဲ့ကိုညိုတဲ့ကိုထွက်ပြီးတော့လှူကြတာပေါ့လှူကြတာကျမတို့ကကျမဖြစ်တဲ့နေရာမန္တလေးမှာကျမနေတာပသိမ်ကြီးအဲ့ဒီမှာအဲ့ဒီအချိန်မှာတော့ကဆိုတော့ဟိုအဲ့ဒီဟာတွေကိုပြန်မပြောချင်ဘူးအဲ့ဒါတွေပြန်မပြောချင်ဘူးဘိုးရအခုချိန်လေးအဲ့ကြောင်ပြောရင်သူစိတ်ထိခိုက်စိတ်ထိခိုက်နေတယ် ဘယ်အရင်ခန်းစားနေရလို့ပါနော်သူဘယ်လိုလဲဆိုတော့ဒါကြကျမတို့တနိုင်ငံလုံးခန်းစားရတယ်ဆိုပေမဲ့လို့မွေးတို့ကြတော့လေဒါနန်းတော်ရှိရဲ့သွေးလေးနော်ပြောရမယ်ဆိုလို့ရှိရင်ဒါမန္တလေးတို့စကိုင်းတို့ဆိုတာဟိုသူတို့နှလုံးသားထဲမှာသူတို့ရဲ့အမျိုးတွေလို့ဖြစ်နေရဆိုတော့အခုချိန်ထိအဲ့ဒီအကြောင်းကပြောကိုဘသားလုံးကကိုမမေ့ပြပြနေနေမယ်ပေါ့နော်ဟိုတော်တော်လေးကိုထိခိုက်ခန်းစားကြရပါတယ်တန်ဃာတော်တွေကလမ်းဘေးမှာသတင်းသုံးနေရတယ်အကြောင်းကပြိုသွားတော့အဲ့ဒီမှာဆုံးကတ်တယ် ကျမတို့ကတော့အဲ့ဒီမှာနှစ်ရက်သုံးရက်နေပြီးတော့နောက်အဲ့ဒီဘန်ကောက်မှာလဲကျမတို့တကြံပွဲတော်အတွက်နောက်ငလင်ပေးလဲအလှခံမှုအပွဲလေးရှိတော့ကျမတို့ပြန်လာကြတယ်ဒီကိုကျမတို့၅ရက်နေပြန်ရောက်တာ哦ဒါပေမဲ့ကျမတို့ဂျီကိုထွက်ခွေးထွက်လာပြင်မဲ့လို့အလှကမရက်ဘူးအဲ့မှာမန္တလေးမှာကြံတဲ့ကိုဝင်းနောင်တို့မန္တလေးတိုင်းသဘင်အစည်းအရုံးတို့ကကမကထပြုပြီးတော့မှ ဒီနေ့ထိပဲလှူနေကြပါရှင်ဟုတ်တရက်မှမရက်သေးဘူးဟုတ်ဒီတိုင်းတစ်ပါးမှာပေါ့ဘန်ကောက်ရဲ့ဆွန်ခရန်နဲ့ကျမတို့ရဲ့မြန်မာတကြံကဘလို့ကွဲပြားပါလဲဆိုတာလေးကိုကျမပြခြင်းတယ်ကျကျမတို့ရဲ့မြန်မာတနက်ခါဆိုတာကဟိုကျမတို့က authentic ဖြစ်တဲ့အကြောင်းပေါ့နော်ပြောရမယ်ဆိုလို့ရှိရင်တော့ကျမတို့စီကစပါတယ်ဆိုတာလေးကိုအကတွေကအစခေတုံးခေပကံခေခရေရတကြံရှိခဲ့တယ်ဆိုတာကို ဟိုဖော်ထုတ်ဖို့ပေါ့နော်ဒါမျိုးလေးတွေပြောတော့မှုရလဲအဲဒါဆိုရင်တော့ဗရမရတဲ့နင်းနောက်ပဲငါကလိုက်မှာတဲ့ဆိုအဲ့ဒီကလေးကမှုရတော့ကျမဘာလို့လို့ကျမနာမှာအမြဲရှိပေးတာပေါ့နော်ဆိုအဲ့လိုမျိုးစီစဉ်ထားတဲ့ပွဲလေးဖြစ်ပါတယ်ဒါဒီလိုမျိုးဟိုငလင်လှုပ်သွားပြီးတဲ့အခါကျတော့ဦးရဲ့သမီးတို့စီမသာကိုနိုင်ငံမှာသာကိုနားလည်းမပေးပြီးတော့ဖျက်လို့ရမှာလေသူများနိုင်ငံကနိုင်ငံသားသားနဲ့အလုပ်လုပ်တဲ့အခါကျတော့ဒါကျမတို့ကဖျက်လို့ကအဆင်မပြေဘူးပေါ့နော်အဆင်မပြေတော့ တခု request လုပ်လိုက်တယ်ဟုတ်ပြီငါတို့ဒီပွဲကိုတော့ငါတို့လုပ်မယ်ဆက်လုပ်မယ်ပေါ့နော်ဒါပေမဲ့လို့ငါတို့ရဲ့ဒီငလင်ပေးတင်တဲ့ပြည်သူတွေအတွက်ကိုငါတို့ donation အလှခံခွင့်ပေးအလှခံခွင့်ပေးပါအလှခံခွင့်ပေးဆိုတော့သူတို့ကလည်းခွင့်ပြုတယ်ခွင့်ပြုတဲ့အပြင်ကိုဒီအလှဒီပွဲမှာအလှခံပါမယ်ဆိုတာကိုစာတန်းကအစသူတို့ထိုးပေးပါတယ်အဲအဲ့တော့အဓိကကတော့ကျမတို့လည်းအလှခံကြရတယ်မှုေးဆိုလည်းသတင်းဆိုရင်းနဲ့နော်ပွဲကင်းထဲမှာဆင်းပြီးတော့အလှခံနေပေါ့အလှလည်းရတယ်အလှခံတာလည်းရတယ် ဖြောပြင်းရေးမဟုတ်တော့မနဲ့ညီမလေးရေလို့ငါတို့ကလို့တာအလူခံမှုတက်တက်လာကြတယ်နော်လို့အဲ့လိုခံစားရတယ်အခုကတော့ဟိုအခုအချိန်ရောက်လာတဲ့အခါကျတော့ဘယ်လိုမျိုးတွေဘက်ကိုလှူတာကူပြောင်းသွားမလဲဆိုတော့အဲ့လိုရေတွင် တူးပေးတာတို့အိမ်သာဆောက်ပေးတာတို့အဲ့လိုအိမ်ပြန်ဆောက်ပေးတာတို့နော်အဲ့ဒါမျိုးတွေအတွက်ကိုကျမတို့ပြန်လဲထူထောင်ရေးကိုစဉ်းစားနေပါပြီဟုတ် ကျမတို့မနေ့ဖန်တော့မှပြင်မနာပြင်မနာကိုသွားဖို့ရှိပါတယ်အဲအဲ့ဒီကပြန်လာရင်တိတ်မကြအောင်ထပ်သွားမယ်ထပ်သွားမယ်ဥက္ကဋ္ဌကတော့ပြောတယ်အလူတွေအဲ့လိုမျိုးအေးသွားတာမျိုးမဖြစ်အောင်လို့တော့သူစူးစမ်းမယ်ဟုတ်တယ်သူကတော့အလူခံမှုပဲရည်ရွယ်နေတာပါ ကျွန်တော်တို့အဲ့ဒီအလှငွေလေးတွေကြည့်ပြီးလို့ရှင်ဝမ်းတာဝမ်းနဲ့မျက်ရည်ဝဲတာပေါ့နော်200တန်လေးတွေ90တန်လေးတွေကအစားအကုန်လုံးအဲ့ဒီလာလူတဲ့ဆိုင်းအဖွဲတွေအဲ့လိုအမှုပညာရှင်တွေဆိုလေကိုဖိုးချစ်လက်တဲ့ရောက်ရောက်လာလို့ရှင်ပတ်စံထုတ်လေးတွေကြည့်ပြီးတော့ဩော်ဒါတကယ်ကိုကျွန်တော်တို့မြန်မာလေးပေါ့နော်မရှိလို့မလူလို့မရှိမဟုတ်ဘူးပေါ့နော်သူတို့ရှိမရှိတဲ့အထက်ကနေဒါဟိုဖဲ့ပြီးတော့လူတဲ့ဒါနာစိတ်ပေါ့အဲ့ဒါလေးတွေတွေးလို့ရှင်ဟိုဝမ်းတာဝမ်းနဲ့ဖြစ်ရပါတယ် ဒီခொနေရသားသမီးရဲ့အလှူအစစ်ပါပဲဟုတ်သားသူသားသူရေဘူးရေဘူးရေဘူးရပါအများကြီးပြောစရာမလိုဘူးပေါ့နော်ခုနကပြောတဲ့အဲ့ဒီရေခဲချောင်းရောင်းတဲ့ကောင်လေးဆိုလဲသူ့ရဲ့ဗီဒီယိုတွေတက်လာတိုင်းကျွန်မကြည့်လို့မဝအောင်ခဏခဏကိုပြန်ကြည့်ရတက်လာတိုင်းကြည့်တယ်သူအဲ့ဒီကားထဲကနေလှမ်းရိုက်လိုက်တဲ့ပုံလေးသူရမျက်နာမဝေလိုက်ရမှာဆိုလို့သူလေလူစီမရမှာဆိုလို့သူသူပြောတာလဲရိုးရိုးလေးပဲပူနေကြတယ်တဲ့ရေတံဘူးတွေကြီးလိုက်တော့လဲ ဟိုမအေးနေဘူးပေါ့တကယ်အမှန်ပဲကျမတို့အဲ့ဒီမန္တလေးစကိုင်းဘက်သွားတော့လေကျမလည်းအေးကြိုက်တဲ့လူဆိုတော့လေရေကတောက်လို့မဝသလိုပဲခံစားရတယ်အကုန်လုံးကပူနေတာဟုတ်တိလားဟောဟုတ်တာဗောလို့ဆိုအဲ့လိုမျိုးပေါ့ဟိုစစ်မှန်တဲ့ရင်ထဲရလာတဲ့စေတနာတရားတွေကလေစကားအများကြီးပြောဖို့မလိုပါဘူးရှင်ဟုတ်ကြညာခံပြီးတော့ပြန်ပြီးယုံထခဲ့တဲ့အဆင်လာတွေကရှိခဲ့တာပဲအခုလည်းပြန်ပြီးတော့ယုံထနိုင်ရမယ်ကျမတို့အားလုံးအတူတူရှိနေတဲ့အတွက်ကြောင့်မို့လို့ခံစားတာခံစားတာဒီပိုင်းဝမ်းနေတာဝမ်းနေတာဒီပိုင်း ဆက်ပြီးတော့မန္တလေးဆိုတဲ့အမြမရင်ချေမှုမြို့တော်ကြီးကိုဆက်လက်ရှင်းတန်တည်တန်းအောင်ပြကြရမှာလဲဒီပိုင်းပဲပေါ့နော်အဲ့ဒါလေးကိုပြောချင်ပါရဲ့ရှင့်ဟုတ်ပါဘူးအခုလဲပြန်ပြီးတော့ရုံထနိုင်မယ်ဆိုတော့ကျွန်တော်တို့မန္တလေးယုံကြည်ပါတယ်ယုံကြည်ရဲ့ကျွန်တော်တို့မန္တလေးကပြန်ပြီးတော့ရုံထလာမှာကြပါဘူးစကိုင်းလဲအတူတူပါပဲစကိုင်းမှာအတူတူပါပဲအကုန်လုံးကပြန်ပြီးတော့ရုံထနိုင်မင်းဟိုဟာယုံကြည်ပါတယ်အင်းအားအင်းအားတွေ ရှိပါလေအားလုံးဟိုပါပေါ့တနိုင်ငံလုံးပေါ့ဟိုတကဘာလုံးကဝိုင်းဝင်းပြီးတော့ကုညီကြပါတယ်အဲ့ဒီအတွက်လေကျွန်တော်တို့မန္တလေးအာမကျွန်တော်တို့မန္တလေးအာမလျှော်ပါအာမလျှော်ပါနဲ့အာမလျှော်ဘူးဗျာဟုတ်ကဲ့ပါဟုတ်ကဲ့ပါဗျာ